လေးစားတံမိုးထားတဲ့ Cherry ပရိသတ်များလုံးမင်္ဂလာပါရှင်။ဒီနေ့ဇလံလေးကတော့ social media ပေါ်မှာတအားခက်စားနေဇလံလေးတစ်ပုဒ်ဖြစ်ပါတယ်။ပရိသတ်ရဲ့လက်ခုပ်တံတွေကဘလောက်တောင်ကျေလောင်စွာအားပေးနေခဲ့ကြတာလဲ။ကြာဆက်လောကမှာဘယင်တစ်ပါးလုံးရှင်သန်ခဲ့တဲ့သူဥရကသူဟာအမှုပညာကိုအသက်ပေးတဲ့အထီကိုချစ်မြတ်နိုးခဲ့ပြီးရရှိခဲ့သမျှစီစိတ်အားလုံးကိုလည်းသူ့ရဲ့သားနဲ့သမီးနှစ်ဦးစလုံးကိုအမွေအဖြစ်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီနေ့မှာတော့သူ့အိမ်ရဲ့တကာဝမှာတော့သူ့အတွက်နေစရာမရှိတော့ပါဘူး။ตาနဲ့သမီးတွေနဲ့ဘာတွေဖြစ်ကုန်ကြလို့တတိယဘဝကနေနေစရာမရှိတဲ့ဘဝကိုချင်းချင်းရောက်ရှိသွားရလဲဆိုတော့အစုံထိတူတူကြည့်လိုက်ရအောင်နော်။အခုကြည့်နေတဲ့ဗီဒီယိုလေးကိုလည်းလက်မလေးတွေမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ခုချီလောက်နှိပ်ခဲ့ပေးဖို့မြစ်တာရက်ခံပါရရှင်။ဇလန်းလေးရဲ့ဆောက်မှာတော့ကောင်မလေးတယောက်ဝမ်းနေစိတ်ပူနေဟန်နဲ့မိဘတွေပြောက်နေတာလေးလာတော်ရှိပြီမို့လူပြောက်လာတိုင်းနာပါ။ ီတယောက်ကလည်းသူ့ရဲ့မိဘနှစ်ပါးကိုရာသလောက်နီလန်းတွေနဲ့လိုက်လံစုံစမ်းနေခဲ့ပြန်ပါတယ်သူတို့ရှာနေတဲ့မိဘတွေဘမလဲဘာတွေဖြစ်နေကြရလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ပြားဆက်လောကမှာအရန်ကိုအောင်မြင်ကြကြမှုတွေရရှိခဲ့တဲ့ဥရကဟာဒီလောကတွေကနေအနာယူတော့မှာဖြစ်လို့ပရိသတ်တွေနဲ့နှုတ်ဆက်ပွဲကျမနေချင်ပါ။ပျော်ရွှင်ပွဲဟာအင်ကြီးထဲမှာတော့ချစ်ရတဲ့မိမရာကြီးရဲ့သူ့ရဲ့သားကြီးရန်ကိုနဲ့ချွေမရင် ချီရတဲ့သမီးလေးရဲ့ပြီးတော့နှစ်လေးဆယ်လုံးအတူတူတွဲလွန်လာခဲ့တဲ့တငယ်ချင်းဦးပတ်နီနဲ့သူ့မိမရဲ့ရှိနေပြီးအခုချိန်ထိတော့ပျော်ရွှင်စွာနဲ့ရှိနေခဲ့ကြပါတယ်။ပြားဆဲဘီရင်ဘဝကနေနှုတ်ထွက်ခဲ့ပြီးတဲ့နောက်ဦးရကဟာသူ့ပိုင်ဆိုင်သမျှပစ္စည်းတွေအကုန်လုံးကိုသားနဲ့သမီးကိုအမွေအဖြစ်ခွဲဝေပေးလိုက်ပေမယ့်သူ့ရဲ့ခုံတိတ်ခါတွေပါပါသွားမယ်တတိမထားမိခဲ့ပါဘူး။ကြရောက်တော့ဥရကရဲ့ဇနီးတဲ့ဟာကိုယ့်အတွက်နည်းနည်းလေးအောင်မချမ်းပဲအခုလိုအမွေတွေအားလုံးပြည့်ပြလိုက်လို့ နောင်ရင်ကိုစိတ်ပူစွာနဲ့ပြောနေခဲ့တာပါ။တို့ပင်မဲ့လေတားနဲ့သမီးအပေါ်ယုံကြည်လွန်းတဲ့ဥရကန်ကတော့သူမသိခင်မှာအမွေတွေရသွားခဲ့တဲ့တားနဲ့သမီးရဲ့အပျော်တွေကိုမြင်ရလို့ကျင်းတဲ့ပီတီဖြစ်နေရပါတယ်။ဇလန်လေးကတော့အခုမှစမှာပါ။မနေ့အစောကြီးထပြီးဥရကန်နဲ့ဥပန်ကြီးကပျော်ရွှင်စွာနဲ့ရခင်လိုပဲတရှင်းဆိုရင်စကားတွေပြောနေကြတာပါ။အိမ်ကြီးကိုအမွေရသွားပြီးဖြစ်တဲ့ချွေမကတော့အိမ်မရတော့လို့ယောက်ျားဖြစ်သူကိုတော့ပြောခံလိုက်ပါတယ်။ ဥရခရဲ့လွတ်လပ်စွာပျော်ရွှင်မှုတွေကစတင်ပြောက်ဆုံးလာခဲ့ပါပြီ။ထမင်းစားတော့လေစနီးဖြစ်သူမှရခင်ကားလိုချက်ပြုတ်ကျွေးမှုတဲ့ရာသီမျိုးမဟုတ်တော့တဲ့အပြင်ချွေးမကမိဖို့ဆောင်ကိုဦးစီးပြီးတော့ခင်မိတဲ့အစာအစာတွေပြင်ဆင်ကကျွေးလို့ဥရခစိတ်ကွက်ရပြန်ပါတယ်။ဒီထက်ဆိုတာကအခုနေနေတဲ့အိမ်ကြီးကိုဖျက်ပြီးအင်အားစီမံကိန်းတစ်ခုမှပါဝင်ချင်ပါတယ်လို့တောင်းဆိုလိုက်တာကြောင့် ဥရကဒီအင်ကြီးဟာသူ့ရဲ့ချွေးနှဲစာနဲ့တိဆောက်ထားရတာမို့သူတေမာကြရာလောက်ကြဖို့ပြောလိုက်တော့ချွေးမဖြစ်သူရဲ့စိတ်ဆိုးခြင်းကိုခံလိုက်ရပါတယ်။သမီးငယ်လေးကလည်းအတောင်ဆုံးတော့ပြန်ကျင်ပြီလို့ဆိုလာပြန်တော့ဥရကမိဘတို့ဝတ်တရားအတိုင်းအိမ်အောင်ချပေးကမင်္ဂလာပွဲကိုကျင်းပပေးလိုက်ပါတယ်။ရှောင်းနောက်စတုံးပါဆိုသလိုသမီးဖြစ်သူကိုတမတ်ချီထည့်ပေးလိုက်ရပြန်တော့ဥရကားတို့လင်မယားဟာစိတ်မကောင်းဖြစ်ကြရပြန်ပါတယ် ထို့နောက်ချွေးမကမွေးတဲ့သမီးမြေးမလေးကိုလည်းဥရကရိုလင်မယားအချစ်ပေါ်ရပြန်ပါတယ်။တားနဲ့ချွေးမကစီးပွားရေးလုပ်ငန်းတွေမှာသာအချိန်ကုန်နေတော့မြေးမလေးကိုဥရကရိုလင်မယားဟာထိန်ချောင်းပြီးတန်ရောစစ်နေပို့လို့တိုးလာခဲ့ပြန်ပါတယ်။အချိန်တွေကြာလာလေလေအသက်ရလာတဲ့အမျိုးသမီးဖြစ်သူရာဂျီဟာကျမ်းမာရေးချုပ်ရွေးလာခဲ့ပါတယ်။ တနေ့မှာတော့မြင်းမလေးကိုကျောင်းသွားကြိုရင်းကျောင်းဆရာကကလေးကို international school မှာဖြစ်လို့မိခင်ဘာသာစကားပြောမိတယ်လို့ဆိုကနေဘူးတဲ့အပြစ်ပေးထားတာကိုတွေ့ပြန်တော့အချစ်တွေပုံနေတဲ့ဦးရကဟာစိတ်တို့ဒေါသတွေထွက်ပြီးအင်ကိုပြန်ခေါ်လာခဲ့ပေမယ့်အင်ကိုရောက်တဲ့အခါမှာတော့ချင်းမဖြစ်သူရဲ့အပြစ်တင်ဝေဖန်ခြင်းကိုခံလိုက်ရတဲ့အပြင်သူသမီးလေးရဲ့အနာဂတ်ကိုဒီလိုတွေဝန်မပါဖို့အထီအောင်ပြောဆိုခြင်းကိုခံလိုက်ရပြန်ပါတယ်။ဖခင်နဲ့မိခင်ရဲ့စိတ်ခံစားချက်တွေကိုလုံးဝခရီးမဆိုင်ကြတော့ပါဘူး။ ဦးရကဟာသူတို့အဖေဆိုတာထက်အမွေပေးပြီးသားပုံကိုတူအဖြစ်သားရှုမြင်ခြင်းကိုခံလိုက်ရပါတော့တယ်။ချွေးမိုင်းနဲ့ကြားလေးအဆင်မပြေလေဖြစ်လာရခြင်းအပေါ်မှာဦးရကတို့အမွေပေးထားတဲ့သူတို့အိမ်မဟုတ်တော့တဲ့ဂျီအိမ်ကြီးကနေစွန့်ခွာခဲ့ဖို့ဖြစ်လာခဲ့ပါပြီ။တားကြီးနဲ့ချွေးမကသမီးငယ်အိမ်မှာခဏပြောင်းနေဖို့ဖွင့်ဟလို့လာခဲ့ပါတယ်။ဦးရကနဲ့ဇနီးဖြစ်သူဟာအိမ်ကနေထွက်လာခဲ့ကြတယ်။သမီးဖြစ်သူကလည်းသူ့အိမ်မှာလိုင်းနေလို့ပြောရင်လိုလိုရရနဲ့အဖေနဲ့အမေကိုခေါ်သွားခဲ့ပါတယ်။ ။သမီးနဲ့သမက်နဲ့အိမ်မှာတော့အစားကတော့အဆင်ပြေစွာနဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါရယ်။အချိန်တွင်တစ်ပြေးပြေးကုံလာလေးလေးသမီးဖြစ်သူဟာဖခင်ရဲ့လူရွက်တွေအပေါ်စိတ်ပြက်လို့လာခဲ့တာပါ။အဆိုးဆုံးအခြေအနေတစ်ခုကတော့သမီးဖြစ်သူကသူ့ရဲ့ပတ်စံကိုဖခင်ကမသိအောင်ယူသုံးလိုက်ပါတယ်ဆိုပြီးတော့ပြောဆိုတာပါ။မိခင်ကလည်းအရန်အံ့ဩသွားပြီးငါတို့ကိုတခိုးလို့ဆွဆွဲတာပါဆိုပြီးထပောက်꽌ပါလေရောဥရကဟာလည်းသူ့စည်းစိမ်တွေတော့အကုန်ပေးရခဲ့ပြီးသားမို့ဒီလောက်ပမာဏလေးကိုသူမမောဘူ ါတို့လင်မယားကိုမယုံရင်ရဲခေါ်ရှင်းကြမယ်လို့ဒေါသထွက်စွာနဲ့ပြောလိုက်ပါတယ်။တကယ်တော့ပတ်စံကိုတမက်ဖြစ်သူကယူလိုက်တာပါ။ဒါကိုမသိတဲ့သမီးကအဖေနဲ့အမေကိုတကိုးပါဆိုပြီးဆွဆွဲပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ညောင်လာတော့စိတ်မကောင်းဖြစ်နေတဲ့အဖေနဲ့အမေဟာတတိတ်ကလေးပဲဒီအိမ်ကနေဆင်းသွားခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဟာအထုပ်ကလေးတွေကိုစီပိုက်ယူခိုးထွက်လာခဲ့ကြရော်တယ်။ဒီလိုနဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေချတဲ့မှာပဲဥရကအတွက်တူးဒီသောအားကိုရာနှစ်သိမ့်ဆရာကတော့ သူ့ရဲ့ချစ်စနီရာဂျီပဲဖြစ်ပါတယ်။ရာဂျီယာခင်မိုးတဲ့ရဲ့စိတ်ဓာတ်ရည်ကိုကူညီပေးဖို့စ조사ခဲ့ပြီးသူတို့နှစ်ဦးဟာတသမီတွေလိလူရှုထားခြင်းကိုဖုံးကွယ်ခဲ့ကြတာပါ။ဒါပေမဲ့ဒီဝဲနဲ့ဆာကတ္တမကြီးဟာဒီမာတွေမပြီးသေးပါဘူး။လေမြားနှစ်ယောက်မွေးရမြေကိုပြန်ပြီးအေးစစ်စွာနေထိုင်ကြဖို့ထွက်ခွာလာခဲ့ကြပါတယ်။ကားအလာကိုဆောင်ရင်းနဲ့ဖះချောင်းနာကညောင်မင်းကြီးအောင်မှာပဲအတွေးကိုစီနဲ့ညာအိတ်ခဲကြရတယ် မနက်မိုးလေးလာတော့ပဝင်းချီကြီးဟာပုံမှန်အတိုင်းလှုပ်ရှားနေခဲ့ပေမယ့်ဇနီးဖြစ်သူရာကြီးဟာနှိုးခေါ်လို့မရခဲ့ဘူးဖြစ်လို့နေရပါရုပ်တရက်ကျမ်းမာရေးချုပ်ရင်းမှုကြောင့်ဇနီးဖြစ်သူရာကြီးဟာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်သူ့ဘဝရဲ့အချစ်ဆုံးသူအထီးကျန်မှုတွေကိုအတူဝေမျှခဲ့သူဆုံးရှုံးသွားတဲ့အခါဥရကန်ဟာလုံးဝမျှော်လင့်ချင်မဲ့သွားခဲ့ရပါပြီထို့အတူပဲတသမီးတွေရဲ့ဆုံးဖြတ်ခြင်းကိုလည်းခံလိုက်ရပါတယ်ရာချီကွယ်လွန်သွားတဲ့နောက်မှာတော့ဥရကဟာတအူးခွဲ့ကြံရစ်ခဲ့ပြီး သူ့ဘဝအမှောင်ဆုံးအချိန်ကိုရောက်ရှိလာခဲ့ပါတယ်။ရခင်တော့အရန်ချမ်းသာအောင်မြင်ခဲ့တဲ့တထေးကြီးဟာအခုဘွားမှာတော့တယောက်တည်းအထီးကျန်စွာနဲ့ဘွားကိုရုန်းကန်နေရတော့မှာပါ။ရှားတဲ့နေရာလေးမှာအလုံးဝင်လုံးရင်ပတ်စံရှာကဘွားကိုရှင်သန်နေရင်းနဲ့မှသူ့ရဲ့ပြားစက်ယုံကြည်မိလောက်ပါတယ်ဆိုရဲတဲ့တင် TV မှာတွေ့လိုက်လို့ဝမ်းနဲ့စိုးရိမ်ဟန်နဲ့အပြေးလေးထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြားစက်ယုံအဟောင်းကြီးရဲ့မှာဥရခကိုတပ်သမီးတွေကပြန်ရှာတွေ့ခဲ့ကြပြီပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူကိုမေးတော့မိခင်ဖြစ်တဲ့သူဟာဖိအားတွေနဲ့ရင်ခွဲနာကြလို့ဆုံးမသွားပြီဖြစ်တာကို သိလိုက်ရတဲ့အခါမှာတော့သားသမီးတွေဟာသူတို့ဖခင်အပေါ်ပြုမှုခဲ့တဲ့လောရတဲ့အတွက်နောင်တရဖို့ဖြစ်လာခဲ့ကြပါတယ်။ဖခင်ရဲ့ပေးဆပ်မှုတွေကိုသဘောပေါက်ပြီးမိမိတို့ရဲ့လောဘကြောင့်မိခင်နဲ့ဖခင်ကိုဘလောက်တောင်နာကျင်အောင်လုပ်ခဲ့မိတယ်လဲဆိုတာကိုနားလည်လာခဲ့ကြပါတယ်။သို့ပေမဲ့လည်းအချိန်ကနှောင်းသွားခဲ့ပါပြီ။ ခန္ဓာချက်တွေကိုပြောပြနေရင်ဥရကဟာလည်းထိုနေရာမှာပဲကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ရှိနေတုန်းမှာတန်မိုးထားပါဆိုတဲ့စကားအကြောင်းမဲ့ဖြစ်လာခဲ့တာမဟုတ်ပါဘူး။မိဘတွေမှမဟုတ်ပါအချစ်ခင်မြင်လို့ရတဲ့သူတွေအားလုံးရဲ့အပေါ်မှာလည်းရှိတုံးလေးမှာတန်မိုးထားကြဖို့တတိစကားလေးအဖြစ်ပြောကြရင်ဒီဇလန်လေးကိုတော့ဒီမှာပဲရလိုက်ပါတော့မယ်နော်။ အော်ဒီစကားလေးအနှစ်သာရဟာစကားတကားလုံးကိုကြည့်ရင်ပို့ပြီးမြင်နိုင်မှာမို့အခုပဲသွားကြည့်လိုက်ဖို့တိုက်တွန်းလိုက်ပါရရှင်ဇလန်ဆော့ရ channel လေးဟာအမြဲတမ်းဇလန်ကောင်းလေးကိုပဲတင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လုပ်ထားဖို့လုံးဝမမေ့ပါနဲ့နော်